ရှင်ဖုရားရှင်ပြုတဲ့အခါမျက်ပြရရတယ်ဆိုတာ ကိုအရင်ထဲကရှိခဲ့တာလားမောင်ရှင်လောင်းတွေမျက်ပြရရတာမှားလားမှန်လားဖြေပေးပါအောင်ဖုရားတဲ့ရှင်လောင်းယဟန်လောင်းတွေကိုမျက်ပြတဲ့အယူဝါဒဟာကိုအရင်ထဲကရှိခဲ့တာပါဘယ်သူကစခဲ့လဲဆိုတာကိုတော့အတိအကျမပြောနိုင်ပါဘူးရှင်လောင်းယဟန်လောင်းတွေကိုမျက်ပြရတဲ့ရည်ရွယ်ချက်အမှန်က သာသနာဘောင်ထဲဝင်တော်မူဖြစ်တဲ့ရှင်လောင်းယဟန်လောင်းတွေကိုမျက်တွေကရှိခိုးဖို့အတွက်မျက်ပြရခြင်းဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့အဲ့ဒီလိုမဟုတ်တော့ဘဲသာသနာဘောင်ထဲဝင်တော်မူရှင်လောင်းယဟန်လောင်းတွေကမျက်တွေကိုရှိခိုးဖို့အတွက်မျက်ပြတဲ့သဘောမျိုးဖြစ်လာပါတယ်။သာသနာဘောင်ထဲဝင်တော်မူရှင်လောင်းယဟန်လောင်းတွေကိုမျက်ပြပြီးမျက်တွေကိုရှိခိုးခိုင်းခြင်းဟာရှင်လောင်းယဟန်လောင်းတွေကိုတရဏဂုံပြတ်အောင်လှုပ်လိုက်ခြင်းဖြစ်ပါတယ်။အဲ့ဒီလိုလှုပ်ခြင်းဟာအပြစ်ရှိတဲ့အတွက် လုံးဝမလုပ်သင့်ပါဘူးဖျားရှင်လက်ထက်ကသာသနာဘောင်ထဲဝင်သွားကြတဲ့ရှင်ယဟန်တွေဟာဘယ်နဲ့ကိုမှလည်းမပြခဲ့ပါဘူးဖျားရှင်ကိုတော်တိုင်ကလည်းပဲသာသနာဘောင်ထဲဝင်တော့မယ်ဆိုရင်လက်ပြပြီးမှဝင်ရမယ်လို့လည်းဟောပြောထားခဲ့ခြင်းမရှိပါဘူးဒါကြောင့်လက်ပြတဲ့အယူဝါဒဟာမှားတယ်လို့ပဲပြောရမှာဖြစ်ပါတယ်အရှင်ဖျားဖုန်ကြီးเจ้าကတီလာယူပြီးပြန်လာတယ်အိမ်ရောက်တော့အတင်းပြောမိတယ် အဲ့ဒါအပြည့်ရှိပါသလားတဲ့ဟုတ်တယ်နော်တချို့သီလယူထားတဲ့သူတွေသီလယူပြီးတော့သူများအတင်းပြောနေကြတာရှိတယ်နော်သီလဆိုတာကကိုယ်နဲ့နှုတ်ကိုပဲ ထိန်ရတာအဲ့ဒီလိုကိုယ်နဲ့နှုတ်ကိုပဲထိန်ရတာဖြစ်တဲ့အတွက်နှုတ်ကနေပြီးတော့အတင်းအဖျင်းတွေပြောမယ်ဆိုရင်အဲ့ဒီအတင်းအဖျင်းတွေထဲမှာမူသားစကားတွေလည်းပါမယ် ပိန်ဖြင်းပေါ်ပြတ်တဲ့ဇကားတွေလည်းပါမယ်။ဂုံတိုက်တဲ့ဇကားတွေလည်းပါမယ်။ကြမ်းတမ်းတဲ့ဇကားတွေလည်းပါနိုင်ပါတယ်။အဲ့ဒီလိုပါနိုင်တဲ့အတွက်တီလာယူထားတဲ့သူတွေဟာနှုတ်ကိုစောင့်စည်းခြင်းမရှိဘဲအတင်းအဖျင်းတွေပြောမယ်ဆိုရင်တီလာကျိုးသွားနိုင်ပါတယ်။ဒါကြောင့်တီလာယူပြီးပြီဆိုရင်တရားအားထုတ်ခြင်း၊ဗတိစိတ်ခြင်း၊တရားနာခြင်း၊တရားဆွေးနွေးခြင်းတွေကိုသာလှုပ်ဆောင်ပြီးအချိန်ကုန်သင့်ပါတယ်။ အရှင်ဖေယဥမတောက်မတီလာစောင့်နိုင်မလားတီလာစောင့်မဥမတောက်မဖေယတပည့်တော်တိတာကတော့ဥမတောက်မတီလာစောင့်နိုင်မယ်ဆိုတာကိုပဲတိတာပါဖေယတဲ့ဥမတောက်မတီလာစောင့်နိုင်မယ်ဆိုတဲ့စကားကကုသိုလ်လုပ်ရမှာကို ပြင်းတဲ့သူတွေပြောတဲ့စကားဖြစ်ပါတယ်တီလာဆိုတာ၅ပါးတီလာ၈ပါးတီလာ၉ပါးတီလာ၁၀ပါးတီလာစသည်ဖြင့် အရေးအတွက်အားဖြင့်များပြတော်လဲပဲအရင်စစ်လိုက်မယ်ဆိုရင် ကိုနဲ့နှုတ်နှမျိုးသေးကိုပဲထိန်ရတာပါဥမတောင်းဖို့အတွက် စီဝါရေးလုတ်တဲ့နေရာမှာနှုတ်ကမဟုတ်တာမပြောဘူးဆိုရင်နှုတ်နဲ့ပတ်သက်တဲ့တီလကိုထိမ့်သိမ့်ပြီးသွားပါပြီသူတစ်ပါးကိုထိခိုက်စေတဲ့အရာမျိုးသူတစ်ပါးကိုပျက်စီးစေတဲ့အရာမျိုးကိုမလုပ်ဘူးဆိုရင် ကိုနဲ့ပတ်သက်တဲ့တီလကိုထိမ့်သိမ့်ပြီးသွားပါပြီအဲ့ဒီလို နှုတ်နဲ့ကိုယ်နဲ့ကိုယ်ထိမ့်သိမ့်တာကိုပဲတီလာလို့ခေါ်တာပါ။ဥမာတောင်းဖို့အတွက်စီဝါရေးလုပ်တဲ့နေရာမှာတောင်းကိုယ်နဲ့နှုတ်ကိုထိမ့်သိမ့်စောင့်ရှောက်နိုင်ခြင်းမရှိဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာ သူတစ်ပါးဤယုံကြည်မှုကိုရမှာမဟုတ်ပါဘူး။သူတစ်ပါးဤယုံကြည်မှုကိုမရတဲ့သူဟာဥမာတောင်းဖို့အတွက်စီဝါရေးလုပ်တဲ့နေရာမှာရက်တည်ဖို့ဆိုတာဟာဘလို့မှမဖြစ်နိုင်ပါဘူး။ဒါကြောင့်ဥမာတောင်းမှတီလာဆောင်ရမှာမဟုတ်ပါဘူး။ ဥမတောင်းဖို့အတွက်တီလာဆောင်ရမှာပဲဖြစ်ပါတယ်။အရှင်ဖုရားရှောက်ခွင့်ပြုပါဖုရား။ဖုံးကြီးတွေကိုစွမ်းကပ်ပြီးရင်စွမ်းဟင်းတွေထဲ့ပြီးကောင်းလာဖုရားတဲ့။တချို့ကဖုံးကြီးတွေကိုစွမ်းကပ်ပြီးရင်မထီကောင်းမကင်ကောင်းဘူးလို့ပြောပါတယ်။ဘာကြောင့်လဲလို့မေးကြည့်တဲ့အခါမှာအကက်ပြတ်မှာဆိုလိုပါတဲ့။ဖုံးကြီးတွေရဲ့နှုတ်ကစွန့်ပါပြီလို့ပြောမှသာအကက်ပြတ်ပါတယ်။ ဘုံကြီးတွေရဲ့နှုတ်ကစွန့်ပါပြီလို့မပြောမချင်းဘလို့ပဲကြိုင်ကြိုင်ဘလို့ပဲထိထိအကတ်မပြတ်ပါဘူးเนาะအဲတိုးတော်လည်းပဲမိမိရဲ့လက်မှာအာမိသပစ္စည်းတစ်ခုခုရှိနေမယ်ဆိုရင်တော့ကြိုင်မိပါကအကတ်ပြတ်တတ်ပါတယ်အာမိသပစ္စည်းဆိုတာကသားစိမ်း၅စိမ်းတွေကြိုင်ထားတဲ့လက်သို့မဟုတ်ဖုတ်ဒီသေးတွေပေးနေတဲ့လက်ကိုပြောတာပါအဲ့ဒီလိုလက်မျိုးနဲ့ကြိုင်မိမယ်ဆိုရင်တော့အကတ်ပြတ်တတ်ပါတယ် ။ဒါကြောင့်တန်ကာတွေကိုစွန့်ကတ်တဲ့အခါမှာတိုင်ကျင်ထိကျင်တယ်ဆိုရင်မိမိရဲ့လက်ကိုတန့်စင်စေကြောဖို့တော့လိုပါတယ်။အရှင်ဖေယမာနတ်ကိုခွေးတွေကောင်ပုတ်ဆွဲပေးတာရှင်ဥပဂௌတဆိုတာဟုတ်ပါသလားဖေယတဲ့။တချို့ကမာနတ်ကိုခွေးတွေကောင်ပုတ်ဆွဲပေးတာ ရှင်ဥပဂௌတလို့ထင်နေကြပါတယ်။ဖေယဟောမှာရှင်ဥပဂௌတဆိုတာမရှိတဲ့အတွက် မာနတ်ကိုရှင်ဥပဂௌဒခွေးသေးကောင်ပုတ်ဆွဲပေးတယ်ဆိုတာဟာလည်းပဲမှန်မှန်ပါဘူးเนาะဒါဆိုရင်မာနတ်ကိုခွေးသေးကောင်ပုတ်ဆွဲပေးတာဘာလို့လဲလို့မေးเสียအကြောင်းရှိလာပါတယ်မာနတ်ကိုခွေးသေးကောင်ပုတ်ဆွဲပေးတဲ့သူဟာဖះရှင်လက်ထက်ကပါတိမတ္တိယအမိရှိတဲ့မထေရဖြစ်ပါတယ်ထေရဂါထာတိကနိပတ်ပါတိမတ္တိယမထေဝိထုမှာဖះရှင်လက်ထက်ကပါတိမတ္တိယအမိရှိတဲ့မထေတစ်ပါးရှိပါတယ် အဆိုပါမထေရ်ဤတရားဟောပြောမှုကြောင့်ဖျားရှင်ဤသာသနာတော်ကို ကြီးညိုတဲ့တရားဒဂမတွေပေါ်များလာပါတယ်။အဲ့ဒါကိုမနက်ကလုံးဝအလိုမရှိပါဘူး။အဲ့ဒီလိုအလိုမရှိတဲ့အတွက်သာတိမတိယမထေရ်အရှက်တကွဲအကျိုးနဲ့ဖြစ်အောင်လုပ်မယ်ဆိုပြီးသာတိမတိယမထေရ်အသွင်ဟန်ဆောင်ပြီးစွမ်းခံကြွပါတယ်။အဲ့ဒီလိုစွမ်းခံကြွတဲ့အခါမှာသာတိမတိယမထေရ်ကိုကြီးညိုတဲ့ကလျာဏီအမိရှိတဲ့အမျိုးသမီးလေးက ပါတိမတိယမထေထင်ပြီးစွန့်ထွက်လောင်းပါတယ်အဲ့ဒီလိုစွန့်ထွက်လောင်းတဲ့အခါမှာပါတိမတိယမထေအသွင်ဟန်ဆောင်ထားတဲ့မာနကကလျာဏီအမိရှိတဲ့အမျိုးသမီးလေးရဲ့လက်ကိုကင်ပြီးဆွဲလာရန်လာလုပ်ပါတယ်ဒါကိုဘေးကဒကာဒကာမတွေမြင်တဲ့အခါမှာပါတိမတိယမထေထင်ပြီးကဲ့ရဲ့အပြစ်တင်ရှုံချကြပါတယ်ဒီအကြောင်းအရာကိုတာတိမတိယမထေတည်တော်မူတဲ့အခါမှာဘယ်သူလောက်တာလဲလို့စင်ချင်းကြည့်လိုက်တဲ့အခါ မာနမင်းလောက်တာကိုသိတဲ့အတွက်မာနမင်းကိုစုံမတဲ့အနေဖြင့်ဒိဋ္ဌံပြီးမာနမင်းရဲ့လက်ပင်းမှာခွေးသိကောင်ပုတ်ဆွဲပေးလိုက်ပါတယ်မာနမင်းလည်းပဲတာတိမတိယမထေဆွဲပေးလိုက်တဲ့ခွေးသိကောင်ပုတ်ကိုဘယ်လိုမှချွတ်မရတဲ့အဆုံးတာတိမတိယမထေထံလာရောက်တောင်းပန်ပြီးခွေးသိကောင်ပုတ်ကိုချွတ်ပေးဖို့အတနာခံပါတယ်အဲ့ဒီအခါမှာတာတိမတိယမထေလည်းပဲမာနမင်းကိုတနာပြီးခွေးသိကောင်ပုတ်ကိုချွတ်ပေးလိုက်ပါတယ်ဒကာဒကာမတွေလည်းပဲ သူတို့မှားမှန်သိတဲ့အတွက်တာတိမတေးရမထေထန်လာရောက်ပြီးတောင်းပန်ကြပါတယ်။ဒါဆိုရင် မာနမင်းရဲ့လက်ပင်းကိုခွေးသေးကောင်ဖို့ဆွဲပေးတဲ့သူဟာရှင်ဥပဂုတ်တမဟုတ်ပဲဖះရှင်လက်ထက်ကတာတိမတေးရမထေဆွဲပေးတယ်ဆိုတာကိုသိလောက်ပြီးထင်ပါတယ်။အရှင်ဖះယောဂီဆိုတာမြန်မာလူဖြေပေးပါဖះယူသေးစွာဖြင့်တဲ့။ယောဂီဆိုတာကလေယောဂဆိုတဲ့စကားကလာတာပါ။ အစည်းအယုံ အပေါင်းအသင်းအဖွဲ့အစည်းလို့အဓိပ္ပာယ်ရပါတယ်ယောဂီကျင့်စဉ်ဟာ ဟိန္ဒူဘာသာဝင်တွေစီကနေလာတာပါဟိန္ဒူဘာသာဝင်တွေဟာကိလေသာတွေကို ချိုးနှိမ်ပြီးတမထကျင့်စဉ်တွေကိုကျင့်၍စိတ်ကိုဖြူစင်အောင်ထားပြီးယောဂီကျင့်စဉ်တွေကိုကျင့်မယ်ဆိုရင်ဝတိအမိရှိတဲ့ဖျားရှင်နဲ့တွေ့ရှိနိုင်ကြောင်းလက်ခံယုံကြည်ကြပါတယ်အဲ့ဒီကျင့်စဉ်တွေကိုလေ့လာလိုက်စားတဲ့သူတွေကိုပဲ ယောဂီလို့ခေါ်ဆိုနေခြင်းဖြစ်ပါတယ်။ထေရဝါဒဗုဒ္ဓဘာသာမှာလည်းပဲကောင်းကျိုးဖြစ်ဖို့အတွက်ဖရာဟောအဆုံးအမနဲ့အညီဒါနသီလဘာဝနာတွေကိုကျင့်ကြံကြိုးကိုအားထုတ်နေတဲ့သူတွေရှိပါတယ်။အဲ့ဒီပုဂ္ဂိုလ်တွေဟာလည်းပဲယောဂီတွေပါပဲ။ဥသင်ဖရာဥဥတ္တမကိုတော်ကယေစုပြီးတခြားကိုတော်တွေကဘာကြောင့်ယေမစူတာလဲဖရာ။တမာဒီအားကွာလို့ပါလား။ဖြေချပေးစေခြင်းပါတယ်အရှင်ဖရာတဲ့။ တခါတုန်းကဒကာကြီးတယောက်ဦးစင်းထံရောက်လာပြီးအရှင်ဖရာဟိုတုန်းကဘုန်းကြီးတွေပြိတ်ရွတ်တာတီလာရှိလို့ပြိတ်ရေတောင်စူပါတယ်ဒီနေ့ခေတ်ဘုန်းကြီးတွေပြိတ်ရွတ်တာတီလာမရှိလို့ပြိတ်ရေမစူဘူးဆိုပြီးပြောပါတယ်အဲ့ဒီအခါမှာဦးစင်းကဒကာကြီးပြိတ်တရားတော်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ရွတ်တဲ့သူဘက်ကအင်္ဂါ၄ချက် နာတဲ့သူဘက်ကအင်္ဂါ၄ချက်ရှိမှသာ ပရိတ်တရားတော်ကစွန့်ပြီးပရိယေစုပါတယ်။ယုတုရဲ့အင်္ဂါ၄ချက်ကဘာတွေလဲဆိုရင်၁။ပါဠိအခရာကိုပြည်ပြင်းစွာရွတ်ဖတ်ခြင်း။၂။အနတ်အဋ္ဌပေကို သိရှိခြင်း။၃။လလဘက်ကိုမမျောကိုခြင်း။၄။တန်တရာမှလွတ်မြောက်စေလိုသောစိတ်ဖြင့်ဖြူစင်သောမေတ္တာကရုဏာထားရှိခြင်း။ဒါကရွတ်တဲ့သူဘက်ကထားရှိရမယ့်အင်္ဂါ၄ချက်ဖြစ်ပါတယ်။နာတဲ့သူဘက်ကရှိရမယ့်အင်္ဂါ၄ချက်ကတော့ ေသာနန္တရိယကံ၅ပါးကိုကျူးလွန်ထားသူမဖြစ်ရခြင်း၂နိယတမိစ္ဆာဒိဋ္ဌိအယူမရှိခြင်း၃ပြဋိတရားတော်ဤဂုံကျေးဇူးကို မတုံမလုံတတ်ဝင်ယုံကြည်ခြင်း၄ပြဋိတရားတော်ကိုယုံသေးစွာနာယူခြင်းတို့ဖြစ်ပါれဒါကနာကြားရမဲ့သူဘက်ကရှိရမဲ့အင်္ဂါ၄ချက်ဖြစ်ပါれအဲ့ဒီလိုပရိယွတ်သူပရိနာကြသူအင်္ဂါ၄ချက်စီပြည့်စုံမှသာ ပရိတရားတော်ကစွန့်ပြီးပရိယေကဆိုပါတယ်။ခြေတုံးကဖုံးကြီးတွေ ပရိယုတ်လို့ပရိယေဆိုတယ်ဆိုတာဟာအီအင်္ဂါ၄ချက်နဲ့ပြည့်စုံလို့ပရိယေဆိုခြင်းဖြစ်ပါတယ်။ယနေ့ခေတ်ပရိယုတ်လို့ပရိယေမဆိုခြင်းဟာရွတ်သူရောနာသူပါ။အီအင်္ဂါ၄ချက်နဲ့မပြည့်စုံလို့ပရိယေကမဆိုခြင်းဖြစ်ပါတယ်လို့ပြန်ပြောလိုက်ပါတယ်။နော်။အဒီမတ်ပိုင်ရှင်ကိုလည်းပြောကျင်တာကဆရာတော်ဦးဩဒမပရိယုတ်လို့ပရိယေဆိုတယ်ဆိုတာဟာ ဤအင်္ဂါ၄ချက်နဲ့ပြည်စုံလို့ပရိယေစုခြင်းဖြစ်ပါတယ်အခုနောက်ပိုင်းဖုန်းကြီးတွေပရိရွတ်တဲ့အခါမှာပရိယေမစူရခြင်းအကြောင်းရင်းဟာယုတ္တူရောနာတူပါ အင်္ဂါ၄ချက်စီနဲ့အပြည့်စုံလို့ပဲဖြစ်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်ရှင်မဟာမောက္ကလံကိုတတ်လိုက်တဲ့ခိုးသား900လေးညီမျိုးတာလားဖရာတဲ့ရှင်မဟာမောက္ကလံကိုတတ်လိုက်တဲ့ခိုးသား900သည် ရင်မျိုးသွားပါတယ်လို့တော့ငငယ်တုန်းကရုပ်ပြစာအုပ်တစ်ခုမှဖတ်ဖူးပါတယ်တကယ်တော့မဟုတ်ပါဘူးเนาะရှင်မဟာမောက္ကလံကိုတတ်ခိုင်းတဲ့ပရပိုက်900နဲ့တတ်လိုက်တဲ့ခိုးသား900ကိုအစားတသက်မင်းကမြေကြီးထဲမှာချက်လောက်ထိမြုပ်ပြီးအပေါ်ကနေဆင်းနဲ့နင်းခိုင်းပါတယ်ပြီးတဲ့အခါမှာကောက်ရိုးပုံမီးရှို့ခိုင်းပြီးတန်ထွန်သွားတွေနဲ့ထုံပြီးတတ်တာကြောင့်အာလုံးတေကြီးပျက်စီးကုန်ပါတယ်ဒါကြောင့်ခိုးသား900သည်မြင်းမျိုးတာမဟုတ်ဘူးလို့မှတ်သားထားရမှာဖြစ်ပါတယ်